အင်္ဂလိပ်တွေကိုနိုင်ငံသားခွင့်ရပေးတယ်လားဆိုရဲကောင်းစင်နဲ့ပြောသွားမှာဖြစ်ပါတယ်။ဒီထဲမှာပြပကဖင်္ဂလိပ်တကောင်တော်တော်ဆောင်းကြွနေတယ်။အောင်းကြုံမှုတွေ။ဘာသာရေးပြပကဖန်တီးနေတယ်၊လူမျိုးရေးပြပကဖန်တီးနေတယ်။ကျမတို့တတိထားရမှာနှစ်ချက်ရှိတယ်။အဲ့လိုမျိုးနိုင်ငံသားကိုရောက်သွားတဲ့ဖင်္ဂလိပ်တွေကဒီကောင်အောင်းကြုံမှုလို့အကုန်လုံးကဗုဒ္ဓဘာသာကိုဆောက်ကားတယ်။ ြည်တွင်းမှာရှိနေပြီးတော့သူတို့လူဦးရေနည်းတဲ့နေရာကဘင်္ဂလီတွေကြတော့ဟာအတီလူတွေမပြောပါနဲ့ဘာသာရေးပြိပက္ခတွေမဖန်ပြီးပါနဲ့လူမျိုးရေးပြိပက္ခတွေမဖန်ပြီးပါနဲ့အကုန်လုံးကညီကိုမောင်နှမတွေပဲအေးအေးချမ်းချမ်းအထူးထူးငင်းငင်းချမ်းချမ်းနေကြမယ်လို့ပြောတယ်။ပြည်တွင်းမှာသူတို့လူဦးရေနည်းတဲ့နေရာရခိုင်ပြည်ဘူတိတာမောင်းတော်လူမျိုးမွန်ပြည်နယ်ကြိုက်မရော့လူမျိုးသူတို့လူဦးရေအင်မတန်များတဲ့နေရာကြနေရာမှာရှိတဲ့ဘင်္ဂလီတွေကအဲ့ဒီအောင်ကျော်မှုနဲ့တတိယရတယ်ပဲ။သူတို့လူများတဲ့နေရာဆိုရင် လူများတလို့လူပါးဝပြီးတော့ခေါင်းထောင်ပြီးတော့ဘုရားဘာသာကိုဆော်ကားရဲသူတို့လူဦးရေနေတဲ့နေရာကြခေါင်းကုန်နေပြီးတော့လူနည်းစုအခွင့်ရေးပေးပါလို့တောင်းကြတယ်အဲ့ဒါသူတို့ရဲ့ဝါဒအဲ့ဒါသူတို့ရဲ့ဆောက်ကျင်ပဲကျွန်တော်တို့တည်ထားဖို့လိုတယ်နော်ဆိုတော့အခုလိုမျိုးဘာသာရေးစော်ကားမှုတွေနဲ့ပတ်သက်လာရင်လူမျိုးရေးစော်ကားမှုတွေနဲ့ပတ်သက်လာရင်နော်ကျွန်တော်တို့ဖျားဟောထားတဲ့စာပေပြီးတဲ့ကျမ်းဂန်တွေနဲ့ကိုက်နေပြီးအထောက်ထားတွေနဲ့ပြန်ချိန်ပါတက်တဲ့ကိုကျော်ကြီးဆိုတဲ့အကူကြီးတယောက် လိုင်းပေါ်မှာအများကြီးတွေ့ရပါတယ်ကျေးဇူးတင်ပါတယ်ပုဂ္ဂိုလ်ရမရင်းကြီးတို့လို့စကားလည်းမပြောဘူးဘူးတော်တော်သူရဲ့ပြောဆိုမှုတွေကကျမတို့ထက်ဆိုင်ရင်ကျမတို့ထက်ဆိုင်ရင်ဘာသာရေးအင်မတန်နှိစက်တယ်အာကျမတို့ကသူ့လောက်ဘာသာရေးအသိဉာဏ်မရှိဘူးသူဆိုလို့ရှိရင်အာဘယ်တုတ်တန်းဘယ်လိုဘယ်ဝိနည်းရဘယ်လိုဆိုပြီးအချက်လက်အတိအကျဆိုတာလည်းပြောနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒီလိုကိုကျော်ကြီးလိုလူမျိုးနောက်ထပ်10ယောက်လောက်ရှိနေကြပါတယ်နောက်တဲ့ဆယ်ယောက်လောက်ရှိနေကြပါတယ်။နော်အာရှိတယ်ဒါပေမဲ့တချို့ကရွှေပုံသေးလို့နေနေကြတယ်။ဥပမာ ။အာဆရာခင်မောင်လေးကြောက်ပါတော့။ကျမကဆရာခင်မောင်လေးကြောက်ပါတော့ဆောက်တည်းအရင်ဖတ်တယ်အရင်လည်းသဘောကျတယ်။เนาะဆရာခင်မောင်လေးကြောက်ပါအောင်လို့ဆိုလို့ရှိရင်တကယ်ကိုကလောင်သွားကလောင်လက်နဲ့ကထတ်တယ်။ဒါပေမဲ့ခတ်တာကကျမတို့နိုင်ငံမှာကျမတို့လူလူလက်ပိုင်းနေလူငယ်ပိုင်းနေနေစာဖတ်မလားနေဖုံးသုံးမလားဆိုမင်းစာဖတ်မလားဖုံးကြည့်မလားလို့မင်းအကောင်ကဖုံးမဲကြည့်လိမ့်မယ်ဖုံးမဲသုံးလိမ့်မယ်လူငယ်တွေလားဆိုတော့မဟုတ်ဘူးလူကြီးတွေလည်းအဲ့လိုပဲအဲ့ဆိုအဖိုးကြီးဖွားကြီး တက်ကြီးနေပြီဖုံးမဲ့ကြည့်နေကြတာစာမဖတ်ကြအောင်ဆိုတော့လူတွေအကုန်လုံးကခက်ကစာအုပ်ကံကြီးစာဖတ်တဲ့ခက်ကိုကြော်ခဲ့ပြီးတော့ဖုံးကံပြီးတော့ line တုံးတဲ့ခက်ကိုရောက်နေပြီဖြစ်တဲ့အတွက်เนาะဆရာခင်မောင်နဲ့တောက်ပောင်းလို့လိုမျိုးဟိုဒီဆရာဆရာဦးအောင်မြတ်မစိုးရင်စာတင်သားလို့ပို့เนาะဒီလိုလူတော်တွေကိုကြော်ကြီးနဲ့ဟိုတို့ကိုကြော်ကြီးလိုလူမျိုးတို့ပဲတို့လိုဆိုလို့ရှိရင်စာပေကျမ်းကအင်ပတန်နှံ့ဆက်တဲ့ပုံကိုယ်တွေအနေနဲ့ကကလောင်လက်နဲ့အပြင် ဆိုရှယ်မီဒီယာကလည်းတိုက်ပွဲဝင်နေပါတယ်။အခုလိုလူမှုကွန်ရက်တွေတွေကပြီးတော့လည်းအတိအညာတွေပို့တူတာတွေမျှဝေပြီးတော့ကျမတို့ဘာသာတာနာကိုစော်ကားနေတဲ့ဘာသာခြားလူမျိုးခြားတွေကိုတုံ့ပြန်ပေးတင်ပါတယ်။တုံ့ပြန်ပေးပါကုကျော်ရင်းလူလူမျိုးတွေနောက်ထပ်နောက်ထပ်အများကြီးပေါ်ထွက်ဖို့မျှော်လင့်ပါတယ်။ဆိုတော့ကျမပြောချင်တဲ့ဒီကအကြောင်းညာအင်္ဂလိပ်တွေကိုနိုင်ငံသားခွင့်ပေးတင်လား။ကျမတယောက်တည်းအမြင်ကပေးတင်တယ် ထပ်ပြီးပြောမယ်။ဗင်နီယိုကိုနိုင်ငံသားဖြစ်ခွင့်ပေးတယ်လားနိုင်ငံသားအခွင့်အရေးပေးတယ်လား။ဟုတ်ကဲ့ပေးတယ်ပါတယ်။ဘလို့လူတွေကိုပေးရမလဲ။ကျမတို့မြန်မာပြည်မှာသူတို့ဆိုလို့ရှိရင်လည်းပဲဘိုးဘွားအစင်စင်နေခဲ့ကြတဲ့ဘိုးဘွားအစင်စင်မြန်မာပြည်မှာနေခဲ့ကြတဲ့မွတ်စလင်တွေဘင်္ဂလီတွေအများကြီးရှိတယ်။အဲ့ဒီဘင်္ဂလီတွေကိုကျမတို့နိုင်ငံဒီစဲဥပဒေနဲ့ကန့်ညီတဲ့လူမှန်သမျှကိုကျမတို့ကနိုင်ငံသားခွင့်ပြုပေးဖို့ပြရမယ်။ပြီးတဲ့နေ။နိုင်ငံသားအဖြစ်ခွင့်ပေးတဲ့နေ။ပေးလေပြီးခဲ့တယ်။ တမတမရဦးသိန်းနေဆိုတာလက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်။တမရဦးထင်ကျော်တမရဦးဝင်းမြင့်လက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တဲ့ပန်းရောင်ကတ်တွေထုတ်ပေးခဲ့တယ်။ဒါပေမဲ့အခုသူတို့ကတဆင့်တက်ပြီးတော့နိုင်ငံသားဖြစ်ခွင့်လိုချင်တာမို့သူတို့တိုင်းရင်းသားဖြစ်ခွင့်လိုချင်နေကြတယ်။တိုင်းရင်းသားဖြစ်ချင်နေကြတယ်။ဒါမျိုးကြတော့ပေးလို့မရဘူး။မြန်မာပြည်ထဲမှာဘိုးဘွားအစဉ်ဆက်နေထိုင်ပြီးတော့ မြန်မာပြည်ရဲ့ကျွန်တော်တို့နိုင်ငံရဲ့ဒီဇယ်ဥပဒေကိုလေးစားလိုက်နာတဲ့ဘင်္ဂလီတွေရှိအများကြီးရှိအဲ့ဒီဘင်္ဂလီတွေကိုမြန်မာနိုင်ငံသားအဖြစ်ကွယ်နိုင်ငံသားအခွင့်အရေးပေးနိုင်တယ်။သို့တော့တိုင်းရင်းသားအခွင့်အရေးမပေးနိုင်ဘူး။တိုင်းရင်းသားအခွင့်အရေးပေးအောင်ခင်ဗျားတို့ကတိုင်းရင်းသားမဟုတ်ဘူး။အခုဘင်္ဂလီတော်တော်များများကနိုင်ငံသားအခွင့်အရေးတောင်းနေတာမဟုတ်ဘူး။နိုင်ငံသားဖြစ်ချင်ကုန်တဲ့တောင်းနေတာမဟုတ်ဘူး။သူတို့တိုင်းရင်းသားကိုတောင်းနေတာ။အဲ့ဒီပြဿနာအစကဘာတူလဲ။အောင်ဆန်းစုကြည် အဲ့ဒီပြဿနာအစဘသူလဲဒေါအောင်ဆန်းစုကြည်နှားလိုက်တဲ့ကိုဖီအားနဲ့အကြံပေးကော်မရှင်ကြောင့်ဖြစ်တယ်မဟုတ်ပါဘူးလို့ဘသူညင်းလဲကိုဖီအားနဲ့အကြံပေးကော်မရှင်စပြီးနှားတဲ့ကနော်လွတ်တော်မှာရှိတဲ့အတိုက်ခံတွေအတိုက်ခံပါတီတွေအကုန်လုံးကန့်ကွက်တယ်နော်ရခိုင်ပါတီတွေ ကန့်ကွက်တယ်။ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေကျွန်တော်တို့ကရခိုင်လူမျိုးကိုကိုစားပြုတ်ပြီးရခိုင်တွေကမဲပေးရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်တွေဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကရခိုင်ပြည်နယ်ရခိုင်ပြည်သူလူထုရဲ့အတန်ကိုကိုစားပြုတ်ပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်ရွေးကိုဆွေးနွေးတဲ့အခါကိုပြီးအားနဲ့လို့နိုင်ငံခြားကအကောင်ကိုမငားပဲနဲ့ကိုနိုင်ငံသားချင်းချင်းကိုလူမျိုးချင်းချင်းကြောချင်းကဲ့ယဉ်ချင်းအပ်ပြီးဆွေးနွေးပါတိုင်းမြေမှာဒိုင်ယန်လော့ပါဏနာဖြစ်ကျွန်တော်တို့ကိုသတ်မှတ်ပေးပါဆိုပြီးတော့ နော်ရခိုင်လွှတ်တော်မှာဦးလှစောလွှတ်တော်မှာတောင်းဆိုတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကရခိုင်လူရွေးချယ်ထားတဲ့လွှတ်တော်ကိုယ်တော်လေးတွေကိုဘေးချိန်ပြီးတော့ကိုပြားနဲ့အကြံပေးကော်မရှင်ကိုငှားခဲ့တယ်။အဲ့ဒီကိုပြားနဲ့အကြံပေးကော်မရှင်ကမြမပြည်ရဲ့လမ်းညွန်မြေပုံကြီးဖြစ်ပါတယ်ဆိုပြီးတပ်သွေးမတိန်လိုက်ပြီးလုပ်ခဲ့တယ်။အဲ့ဒီတရားခံအောင်ဆန်းစုကြည်ပဲ။ မဟုတ်ပါဘူးလို့ဘယ်သူညင်မလဲကိုပီအန်နဲ့အကြံပေးကော်မရှင်ပါအချက်88ချက်ကတိုင်းပြည်ကိုဘင်္ဂလီလက်ထက်ထည့်တာမဟုတ်ဘူးလို့ဘယ်သူညင်မလဲကျွန်မစိန်ခေါ်တယ်အဲ့ဒီကိုပီအန်နဲ့အစိုးရကသာထွက်ပြီးတော့မကြခင်မှာပဲခံပြရကတရားဆွဲရနော်မစီမစားဟိုးအဝေးကြီးကရေချိုင်းမိချာကဂမ်ဘီယာကတရားဆွဲအာရှိကျမှုအဲ့ဒီဂမ်ဘီယာတရားဆွဲရအာရှိကျမှုကဘင်္ဂလီတွေကိုတတ်တယ်မတတ်ဖို့ဆိုတာအဓိကမဟုတ်ဘူးသူတို့လူမျိုးလိမ်ရိုဟင်ဂျာဆိုတဲ့နာမည်ကအဓိကအဲ့ ထပ်ပြောမနော်ဂမ်ဘီယာကတရားစွဲရအကြီးကြီးမှုကသူတို့ရခိုင်ပြည်မြောက်ပိုင်းအင်းတီရောမှာတက်တယ်မတက်ဖို့ကအဓိကမဟုတ်ဘူးလူမျိုးတုံးတက်တယ်မတက်ဖို့ကအဓိကမဟုတ်ဘူးသူတို့လိုချင်တဲ့ဘင်္ဂလီတွေကိုရိုဘင်ချာစွဲနာမည်နဲ့မြမားပြည်မှာတိုင်းရင်းသားအဖြစ်သူတို့နေခဲ့တယ်ဆိုတာအဓိကအဲ့ဒီချက်ကိုသူတို့လိုချင်တာဒါဆိုရင်ဒီနေရာမှာအမေစုကနော် ICJ ကိုသွားပြီးတော့စစ်ကောင်းဆောင်တွေကိုကဲခဲ့တာမင်းအောင်နိုင်တို့ကကြောက်လို့ ICJ ကိုမသွားရဲပဲနဲ့အမေစုကစစ်တပ်ကိုကဲခဲ့ပါတယ်ဆိုရဲကောင်းနေကောင်းမနေလူဘောတွေနေပင်းနေချမမိမယ်ဒီလိုမျိုးအောင်ဆန်းစုကြည်ကမြန်မာပြည်ကိုသွားပြီးတော့ ICJ မှာကဲတင်ခဲ့တယ်စစ်ဘုံချုပ်တွေကမသွားရဲလို့အောင်ဆန်းစုကြည်သွားတယ်ဆိုရင် ICJ မှာအောင်ဆန်းစုကြည်ခြေပါခဲ့တာကမြန်မာပြည်မှာလူဝင်ကြမရှိဘူးလို့ပြောခဲ့သလားပြောရဲသလား မြမပြည်မှာရိုဟင်ဂျာမရှိဘူးလို့ပြောခဲ့တာပြဿနာဆပြီးတော့ဖြေရှင်းပြီးတရားရုံးမှာသွားပြီးဖြေရှင်းပြီးဆိုတာနံပါတ်1ပြောရမှာကဒီဂမ်ဘီယာကဆွတ်ဆွဲတဲ့ရိုဟင်ဂျာဆိုတာကျမတို့မြန်မာပြည်မှာမရှိဘူးကျမတို့တိုင်းရင်းသားထဲမှာရိုဟင်ဂျာမရှိဘူးလို့နံပါတ်1ပြောရမှာမဟုတ်ဘူးလားအောင်ဆန်းစုကြည်ပြောရတာလားပြောခဲ့တာလားအောင်ဆန်းစုကြည်ကိုဒေါ်မတက်ဖဲနဲ့အောင်ဆန်းစုကြည်လို့ခေါ်တော့ခင်ဗျားတို့နားထဲမှာအားရိုင်းလိုက်တာလို့မရိုင်းလိုက်တာလို့စော်ကားလိုက်တာလို့ခင်ဗျားတို့နားထဲမှာ ေးဒေါအောင်ဆန်းစုကြည်ကိုဒေါမတက်ဖက်နဲ့အောင်ဆန်းစုကြည်လို့ခေါ်တာတော့ခဏတော့နားထဲမှာရိုင်းနေလို့ထင်ခဏတော့အသေးထဲမှာနားရင်ကျမတို့ကလည်းကျမတို့ချစ်တဲ့တက်မတော်ခေါင်းဆောင်တွေကိုခင်ဗျားတို့နော်အောင်ဆန်းစုကြည်ကအမေခေါ်ပြီးမရောက်နိုင်ကြမအေးလို့လို့ဆဲနေတယ်ခင်ဗျားတို့အောင်ဆန်းစုကြည်ကတော့အမေရဲ့မရောက်နိုင်ကြတော့မအေးလို့တဲ့ခင်ဗျားတို့အဲ့ဒီလိုမျိုးဆက်ဆုပ်မှုတွေကျမတို့လည်းနားတယ်ကိုကျစားတဲ့အောင်ပြောပြတာခင်ဗျားတို့တွေကဥနေဝင်ဆိုလဲဆဲလိုက်တာဆဲလိုက်တာဥသားရွှေဆိုလဲဆဲလိုက်တာဆဲလိုက်တာ နင်တို့တွေအဲ့လိုဆိုင်တာငါတို့လည်းနားတယ်အခုကျမကဒေါအောင်ဆန်းစုကြည်ကိုထော်မတက်ပဲနဲ့အောင်ဆန်းစုကြည်ကိုပြောလိုက်တာခင်ဗျားတို့ရိုင်းနေချင်းချင်းခင်ဗျားတို့ဦးနေဝင်းတို့ဦးတန်းရွှေတို့ဦးမင်းအောင်လိုင်းတို့တစ်ချိန်လုံးဆဲနေတာဘယ်လောက်ရိုင်းလဲဆိုတာခင်ဗျားတို့စဉ်းစားဟုတ်ပြီဒီနေရာမှာဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်ကမြမပြီမလူဝင်ကြမရှိပါဘူးတိုင်းရင်းသားထဲမှာလူဝင်ကြမရှိပါဘူးလို့မငင်းခဲ့တယ်လို့ဒေါအောင်ဆန်းစုကြည်ငားထားတယ်နိုင်ငံသားသားရှိနေတာဘာပြောလဲနာမည်ကဝီယန်ရှပတ်နော်ဝီယန်ရှပတ်ဆိုတဲ့နိုင်ငံသားသား အာရှိနေနိုင်ငံသားသားဥပဒေအကြံပေးရာရှိကဂမ်ဘီယာမှာသွားပြီးတော့ ICJ ICJ မှုကိုဂမ်ဘီယာတရားစွဲရဲ့ ICJ မှုကိုတက်ဟိတ်မှာဖြည့်ရှင်းတော့ကရိုဟင်ဂျာလို့ပဲတော်လာတယ်။၄ကောင်ဆန်းသူကြီးကမြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့မငင်းတဲ့အပြင်နှစ်အောင်ဆန်းသူကြီးငားထားတဲ့နိုင်ငံသားသားရှိနေဝီလျံရှက်ဘက်ကမြန်မာပြည်ကရိုဟင်ဂျာမြန်မာပြည်ကရိုဟင်ဂျာလို့ပြောထားတယ်။ဆိုတော့မြန်မာပြည်မှာရိုဟင်ဂျာရှိတယ်လို့ဝန်ခံလိုက်တာမဟုတ်ဘူးလား။ ဒီလူမျိုးကိုမြမပြီးမှတိုင်းရင်သားဖြစ်နေတဲ့မြမပြီးမှရှိနေတယ်လို့ဝေခံလိုက်တာနဲ့မတူဘူးလားအေးအဲ့ဒီလူမျိုးမြမပြီးမှရူရင်းကြရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလူမျိုးတွေအတွက်နည်းမြင်ပြရတော့မယ်အခုကဘာတစ်ချိန်လုံးပြောနေတဲ့စေဆုံးစေဆုံးဆိုတာရခိုင်ပြည်မှာပြေကိုပြေးရမယ်ရခိုင်ပြည်မြောက်ပိုင်းတစ်ခုလုံးကိုဘင်္ဂလီနယ်မြေရိုဟင်ဂျာနယ်မြေရိုဟင်ဂျာပြည်နယ်ဆိုပြီးပြေးရလိမ့်မယ် လိုမျိုးရခိုင်ပြည်မြောက်ပိုင်းကိုရိုဟင်ဂျာနေပြည်ရိုဟင်ဂျာနိုင်ငံရိုဟင်ဂျာ state safe zone လို့ပြီးလိုက်လို့ရှိတယ်။အောင်ဆန်းစုကြည်အာနာယပီပီချန်အာနာယရာနဲ့ပထမဆုံးလုပ်ခဲ့တဲ့ non migration by စာချုပ်2016ခုနှစ်ဇွန်22ရက်နေ့အောင်ဆန်းစုကြည်တယောက်တည်းသဘောဆန္ဒနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ non migration by စာချုပ်အရာဘာနိုင်ငံအသီးသီးမှရောက်နေတဲ့ migrant နော်ခိုးဝင်ဘင်္ဂလီတွေကိုပြောတာ ီခိုးဝင်ပြည်လူရကျွန်တော်တို့ကရိုဟင်ဂျာပါဆိုပြီးတော့ကျွန်တော်တို့ကရိုဟင်ဂျာပြည်နယ်ကိုပြန်ပါမယ်ဆိုပြီးအဲ့ဒီခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာစတိတ်ဆိုတာယူသူတို့ရောက်လာကြတယ်အားကြောင့်လည်းအောက်ဆန်းစုကြည်လက်မဲ့ရေးထိုးထားတဲ့ Land Migration Pass အကြိုက်ပြ Migrant တွေကိုနိုင်ငံသားဖြစ်ခွင့်ပေးရတယ်။နော်ဆိုတော့ကျတော့တပြားတစ်ပတ်ဖြုတ်အောင်အောင်နဲ့ လူဟိတာတွေကိုတိုင်းရင်းသားခွင့်ပေးမယ်မအော်နဲ့လူဟိတာမြန်မာပြည်မှာမရှိဘူးเนาะဆိုတော့ကျွန်တော်တို့ကပြောတာရှင်းရှင်းလေးမြန်မာပြည်မှာနေပြီးတော့เนาะအိန္ဒိယကနေရောက်လာတဲ့ဘင်္ဂလီဘင်္ဂလားဒေ့ကနေရောက်လာတဲ့ဘင်္ဂလီသူတို့ရဲ့လာရကအိန္ဒိယသူတို့ရဲ့လာရကဘင်္ဂလားဒေ့သို့တော့ငါတို့မြန်မာပြည်မှာသူတို့ဘိုးဘွားအစဉ်စံနေခဲ့တယ်။ဒါကြောင့်မလို့အဲ့ဒီလိုမြန်မာပြည်မှာဘိုးဘွားအစဉ်စံနေခဲ့တဲ့ဘင်္ဂလီဒေ့ မြန်မာနိုင်ငံရဲ့ဒီစဲဥပဒေနဲ့ကိုက်နေတဲ့ဘင်္ဂလီတွေအများကြီးရှိတယ်အဲ့ဒီအများကြီးကိုငါတို့နိုင်ငံသားခွင့်ရပေးပေးနိုင်တယ်နိုင်ငံသားဖြစ်ခွင့်ပေးနိုင်တယ်သို့တော်ငါတို့နိုင်ငံမှာမရှိတဲ့တိုင်းရင်းသားခွင့်ရလာမတောင်းနဲ့နော်နိုင်ငံသားအခွင့်အရေးပေးထားပါလေနိုင်ငံသားဖြစ်ခွင့်ပေးနေပါလေနဲ့တိုင်းရင်းသားဖြစ်ခွင့်မရတာနဲ့ပဲဟာဘုံမကြီးကအမျိုးသားရေးအစွန်းရောက်တဲ့ ဗမာတွေကလူမျိုးကြီးဝါဒကဘာဖြစ်တယ်လူများစုကဖိနှိပ်တယ်ဆိုတော့လို့တောင်းလို့လာမပြောနဲ့အဲ့လိုတောင်းလို့တောင်းလို့လာပြောရင်တော့ခုပနဲ့ချိတော့ပါရိုက်ကိုပဲရှိတယ်နော်ကျတော့ကျမရဲ့ဗီဒီယိုဖိုင်တွေကအမြဲဖြန့်ညက်ကလုပ်ပြီးတော့ကျမအကြနဲ့လှောက်စားနေတဲ့ကောင်းလေးကောင်းမရှင်တို့အတိအញရှိတယ်ဆိုရင်တတိရှိတယ်ဆိုရင်ကျမဆိုင်ခေါ်တယ်နော် ကျွန်မကအချက်အလက်နဲ့နိုင်ငံရေးလို့မေးခွန်းထုတ်တဲ့ဖြစ်တဲ့အတွက်ရှင်တို့တွေလည်းအချက်အလက်နဲ့နိုင်ငံရေးလို့ပြန်လဲခြိပနိုင်ရမယ်။ကျွန်မကရင်းရင်းကျေးကျေးလူလူမေးတဲ့အတွက်ရှင်တို့ကလည်းရင်းရင်းကျေးကျေးလူလူပြန်ဖြေတတ်ဖို့လိုပါတယ်။